ကြခင်မှာနှစ်ယောက်တပဝထူထောင်တော့မှာမို့မင်္ဂလာခန်းဝင်ပစ္စည်းတွေလိုက်လံကြည့်ရှုဝယ်ယူနေကြပြီဖြစ်တဲ့တရုတ်ဆောင်ဟင်းဝီယံနဲ့ဆွေပြည့်သစင်တို့ဆုံးတွေ့မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ဟင်းဝီယံနဲ့ဆွေပြည့်သစင်တို့ချစ်သူနေဦးကတော့ချစ်သူတက်တန်း၆နှစ်ကျော်ကြာပြီးတဲ့နောက်တယောက်နဲ့တယောက်ချစ်ချင်းမြတ်တာတွေပုံမှုခိုင်မြဲလာခဲ့ကနှစ်ယောက်တပဝထူထောင်မှုအတွက်အဆင်သင့်ဖြစ်နေကြပြီပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကပြည်သက်တွေကငယ်စဉ်ဆုံးတွဲလေးအနေနဲ့သဘောတူခဲ့ကြတာဖြစ်ပြီး ပြိသက်တွေမျှော်လင့်တဲ့အတိုင်းကိုလည်းအမှန်တကယ်ချစ်သူတွေဖြစ်လာခဲ့တာကြောင့်ငယ်စဉ်ပြိသက်တွေကျေနပ်ခဲ့ကြရတာလည်းဖြစ်ပါတယ်။ပြောဆောင်ဟင်းဝရံနဲ့ဆွေပြေသင်းတို့ဟာပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလူကြီးမျိုးပါဆုံလင်ရရှိမှဆေးဆက်ကြောင်းလန်းခဲ့ပြီးဖြစ်တာကြောင့်မကြခင်လပိုင်းအတွင်းကြီးကျယ်ခမ်းနားတဲ့မင်္ဂလာအဲခံပွဲပေါင်းများစွာကို ကျင်းပပြုလုပ်တော့မှလည်းဖြစ်ပါတယ်။ မင်္ဂလာပွဲကျင်းပပြီးတဲ့နောက်မှာတော့နှစ်ဖက်မိဘတွေနဲ့အတူတူမနေပဲနှစ်ဦးသားအိမ်ခွဲနေကြမှာဖြစ်ပြီးဟိဝရန်ရဲ့မိဘတွေဘက်ကလည်းတားဖြတ်သူနဲ့ဆူပြေတို့ရဲ့မင်္ဂလာဦးအိမ်လေးကိုတင့်တင့်တဲတဲနဲ့လက်ဖွဲ့ပေးထားတာပဲဖြစ်ပါတယ်။မကြခင်မှာမင်္ဂလာဦးအိမ်လေးမှာနှစ်ယောက်တူတူနေထိုင်ရတော့မှာဖြစ်လို့အိမ်အတွက်လိုအပ်တဲ့မင်္ဂလာခန်းဝင်ပစ္စည်းတွေကိုငယ်စဉ်ဆုံးတဲလေးကလိုက်လံကြည့်ရှုဝယ်ယူနေကြရတာလည်းဖြစ်ပါတယ်။ ဟေးဝရန်ကတော့ဆိုပြစ်စိတ်သဘောကြောင့်အားလုံးကိုဆောင်ရွက်ပေးနေသူဖြစ်တာကြောင့်ဆိုပြစ်နှစ်သက်ရာတွေကိုသာရွေးချယ်ဝဲယူစေခဲ့ပြီးတော့ဆိုပြစ်ပေါ်မှာထားရှိတဲ့သူ့ရဲ့ချစ်ချင်းမြတ်တာတွေကိုပြသခဲ့တာလည်းဖြစ်ပါတယ်။မကြာခင်မှာမင်္ဂလာပွဲ၆ပွဲတိတိကျင်းပပြုလုပ်တော့မယ်တရုတ်ဆောင်ဟေးဝရန်နဲ့ဆိုပြစ်တဲ့ဇင်းတို့အတွက်ပြည်သက်ကြီးကလည်းဝမ်းသာကုန်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။